ာရီမာရူကိုခေါင်းဖြတ်တက်နေပေမဲ့အချက်ပေါင်းများစွာခုတ်တာဓာတ်အောင်ကျိုးသွားပါတယ်။ဂါရီမာရူကလူပေါင်းများစွာတက်ခဲ့တဲ့ရှီနိုဘီဖြစ်မွေးဖွားလာခဲ့ပြီးပြင်းထန်တဲ့လေ့ကျင့်ရေးကြားရတည်ဆုံးသူများပေမဲ့ဂါရီမာရူကအသက်ရှင်ကျရခဲ့တယ်။အီဝါဂါဂရုရွာသားဆိုရင်အသားနဲ့ဓာတ်ကိုချိုးပြနိုင်တယ်ဆိုတာမတူးကြတော့ဘူး။မိနဲ့ရှုပ်သက်လည်းမသိဘူး။ကာဗီမာရူကလည်းခုကန်လို့စိတ်မရှိတော့တာကိုဘလို့တက်တက်မသိတာချုပ်ထားတဲ့ကာဗီမာရူကိုစက်ကရီကမင်းမြန်မီစာအုပ်နဲ့စုတ်တံလိုက်မှတ်နေပါ යි ။နေကျစုသုံးနိုင်ရင်ပြပါလား။ဒါကကိုပိုင်စိတ်ဝင်စားမှုဆိုတော့ကာဗီမာရူကတော့မပြပါဘူး။ ောက်ထပ်ကျွဲလေးကောင်ကခြေလက်တွေကိုကျိုးနေချပြီးဆွဲရည်အနီနဲ့တက်မလို့လုပ်ပြန်တယ်။ကာရီမာရုမသေးပဲကျွဲလေးပဲသေကုန်ပါလေ။ကာရီမာရုကိုမဖမ်းခင်လူရောက်20ကိုအကြီးပြုံးမရှိတက်လိုက်တာ။ကောလာဟလာရီရာအီဝါကာဂရီရွာကရှီနိုဘီရီရာအာလုံးစေးရီတောက်ထားတဲ့မသေမျိုးရီလိုသတင်းကြီးကြတယ်။380ဒီဂရီကျော်တဲ့စီပူလေးလောင်းပြီးတက်ပြင်မဲ့လည်းမသေသေးဘူး။မင်းဘာလို့မသေးသေးရလဲဆိုပြီးသူ့ကိုတက်ဖို့တာဝန်ချသူတွေကတော့မင်းမြင်လာရပြီ။သူမသေးတာကိုဂါဘီမာရူကတခြားသူတွေကိုအားနာနေရှာပါရဲ့။ အီရိုကနေပို့ပေးရတဲ့ဒါသမာရမာဒါဆာဂီရီကဂါဗီမာရူကိုတတ်ဖို့တာဝန်ကျလာပါတယ်။ဒါနဲ့ခုတ်တော်မသိစိတ်ကခုန်ရှောင်လိုက်မိတာဒါကမင်းရဲ့ဇနီးကြောင့်ဖြစ်မယ်။ဂါဗီမာရူရဲ့ဇနီးကယူရီဖြစ်ပြီးမျက်နှာမှာအမာရရှိတယ်။ဂါဗီမာရူကိုဂယူဆိုင်ဆက်ရှောက်တဲ့သူဖြစ်တယ်။ဒန်ယန်ရလာရင်လည်းစေးထက်ပတီစီမီရံမျိုးလုပ်ပေးလိမ့်ရှိရပါ။ရမာကယောက်ျားလေးကစစ်သားမိန်းကလေးကခလေးမွေးပေးတဲ့အရာတွေပုံမှန်မျိုးသမီးနေထိုင်မှုကိုစွန့်လွတ်အောင်လို့အဖေဖြစ်သူကယူရီရဲ့မျက်နှာကိုတန်ပူနဲ့ကတ်လိုက်တာဒါကြောင့်အမာရွတ်ဖြစ်နေရတာဇနီးအတွက်လူသက်ပြီးငွေမရှာတော့ဘူးဆုံးဖြတ်ခဲ့ပါတယ် တရားရုံးကလူတွေရွာကလူတွေခေါင်းမာရုကိုမတက်တော့မဲ့တရားဝင်ညွှန်ကြားစာ အထက်ကနေပလာပါတယ်ဒါပေမဲ့တခြားကဘာကိုသွားပေးရမှာပါရှင်စာကိုဆိုရဲလက်တုခဘုံလိုတိုင်းပြည်ကိုရှာတွေ့ပြီးစုံစမ်းဖို့လူ9ယောက်ဆေလုတ်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့အလောင်းသာပြန်ပို့လာခဲ့ပါရဲ့။တခုထူးခြားတာကတေးပြီးရင်ခနာကူမှာပန်းတွေပေါက်လာတာပါပဲ။ရှင်စာကိုမှမတည်သေးရှိရလို့လည်းတန်းတန်းရှိပြီးရှိုကန်ကဒါကိုဆက်ပြီးစုံစမ်းခြင်းနေပါရဲ။ဒါကြောင့်အသက်ရှင်ခြင်းစိတ်ပြင်းပြပြီးအရေးချင်းရှိတဲ့သူတွေကိုခေါ်ဖို့အစမုံကိုလှုပ်လိုက်တာပါ။ တင်မကြရသေးမှုရွာသူကြီးရဲ့ပါဝင်ရွာသားတွေကမလွတ်ရအောင်တပ်မဲ့ကြီးပြောနေခဲ့ပါရဲ့ဒါကြောင့်ချိုးချံမီးလျံနဲ့ဂါရီမာရုကတစ်ချက်ပဲလှုပ်လိုက်တာအစာမောတဲ့သူကလည်းလို့ကျန်တဲ့သူတွေအားလုံးမီးလောင်ပြီးမှောက်ကုန်ပါရဲ့ဂါရီမာရုကတခြားကမ္ဘာစီသွားဖို့ရွေးချယ်လိုက်ပြီးသူ့ဇနီးယူရီအတွက်ပေချာဖို့အသက်ရှင်လဲပြန်လာမယ်လို့ကြုံးဝါလိုက်ပါရဲ့ဒီမှာရပိုင်းတက်ကပြီးဆုံးလာပါရဲ့စာဂရီပထမဆုံးလူကိုခေါင်းပြတ်တဲ့တုန်းကကြောက်ရွံ့မှုတွေပါနေသေးတယ်လို့အိုင်ဇန်ကသုံးသပ်ပေးဖို့ပါရဲ့ ဒီလိုကြောက်ရွံ့နေရင်အသက်ခံရသူကပိုပြီးနာကျင်ရလိမ့်မယ်။ရောင်စဲမှုတွေအများကြီးနဲ့တည်ရန်ကြောက်ရွံ့မဲ့သူတွေကိုခါဘီမာရီလိုပဲတခြားကောင်ပါပို့ပါတော့မယ်။တခြားကောင်ပါကိုသွားပြီးအသက်ရှင်လည်းပြန်လာခဲ့တဲ့တယောက်သေးသောစာချင်ကိုပြသလိုက်ကြတယ်။အဖူရီနဲ့ပြန်ရောက်လာခဲ့ပြီးနောက်တစ်ရက်မှာပဲခန္ဓာကိုယ်မှာပန်းတွေပွင့်လာခဲ့တယ်။နောက်တဲ့စုံစမ်းရေးသမားအယောက်60ကလည်းဘာတရေဆာနာမှမကြားရတော့ဘူးအခုစာချင်းကအသက်ရှင်နေသေးပေမဲ့ဘလုံးမတွေ့အာအီးဦးတွေပဲပြောနေတာကျုံးကိုမသွားချင်လို့ထွက်သွားမယ်လို့တဲ့တယောက်ကိုဒါသမားတယောက်ကမဆိုင်မတော့ပဲခေါင်းအောင်ဖျက်ပစ်လိုက်တာပါ ျုံးမော်သွားရင်စောက်ကြီးသူတွေထည့်ပေးလိုက်မှဖြစ်ပြီးကျုံးမော်မှာကိုယ်တော်နဲ့ကိုယ်လှုပ်ရှားမယ်ဆိုရင်တော့ခေါင်းပြက်ခံရပါမယ်။ကာရီမာရူရဲ့အဆောင်ကအစကရီပါပဲ။အပြန်သေးမော်မှာစောက်ကြီးမဲ့သူမပါရင်ပြန်လာခွင့်မပြုဘူး။အဆောင်တွေကအစမော်မျိုးဆက်ဖြစ်တယ်။စောက်ရှောက်မဲ့အစမော်အရေးတွဲရရောသင်းမော်ဝတ်တက်မဲ့ပမာဏရရောလိုက်ပါမဲ့သူကိုရှော့ချခြင်းနဲ့တကယ်ရအပြန်ခံပြီးအရေးချင်းကိုထပ်ဆန်းတဲ့သဘောပဲ။အားနေတဲ့သူတွေကတော့တေပြီးကြံနေမယ်။မဟုတ်လေတေရန်ကြောက်တေချာရမှာပဲ။ကျိုးတုတ်လက်သားနဲ့ပဲကြောက်တုံနဲ့ထုတ်သက်သူကတက်လေဝင်းညစ်တဲ့သူကတက်နေ။ အနီရောင်ခြေစည်းရှိသူတွေကသဘာဝလွန်ထူးခြားတဲ့သူတွေဖြစ်ပြီးအဲရဲမှာတောပုံတမန်ဖြစ်ခဲ့တဲ့ဂျာချိုပဲရေလိုက်တွေကရမက်တွေတယောက်မကြံရှင်းလင်းပစ်ခဲ့တဲ့ခရီနိုချီစားတဲ့လူတွေရဲအထင်ရှားဆုံးဒန်နာဟီလာဘလာလူသားဂါဗီမာရူပဲဖြစ်နေခဲ့တယ်ဂါဗီမာရူကအခုထိလှုပ်မရှားသေးပဲမတ်တပ်ကိုရက်နေတာစာဂရီငယ်တုန်းကခေါင်းဖြတ်သမားအစာရဲ့သမီးပဲလူသက်သမားရဲ့သမီးပဲဆိုပြီးရွှေလူတွေရဲ့ခင်းနဲ့ဝိုင်းပါလို့ထွက်ပြေးခဲ့ရပါတယ်အဲ့ဒါရာမာဒာမျိုးဆက်တွေဂျုံတွေခဲ့ရတာပဲ ဆန်ဖိုရိုင်းနေမှာမင်းကလေးဆိုတော့ဓာလူယူဝင်မဲ့ခေါင်းပြက်ခံလိုက်ရတယ်။ကာဗီမာရူရဲ့တိုက်ခိုက်မှုလည်းစတင်ခဲ့ပြီးတစ်ချက်ကိုတယောက်သေးပါတယ်။မကောင်းဆိုးဝါးလာလို့တော့လူတွေကထင်ကုန်ကြပါပြီ။ကာဗီမာရူကစိတ်မပါပဲလူအများကြီးတိုက်ခိုက်မိရဲ့အတွက်လည်းနေရကြလာပါတယ်။လူကန်တက်ဖြစ်တော်ပြီမလို့စုံစမ်းရှောက်ပွေခီးစဉ်ကိုဆေးလို့ကြတော့မှာပါတော်ပုံးချိုပဲကန်ဒီဇိုင်းအမဲလိုက်ကလိန်ကြသူကယ်ရင်နရူကာဟိုရိုဘိုဘလာလိုသားဂါဘီမာရူအဆရှိရဲ့လူဆယောက်သွားရမှာဖြစ်ပါတယ်ဒီမှာရအပိုင်းနှစ်ကပြီးဆုံးတော့ပါတယ် ဂျွာရဲ့ခေါင်းဆောင်ဟာပင်လယ်ဘက်ကလာတဲ့ဆေးတမျိုးကြောင့်တကယ်မတင်မျိုးဖြစ်သွားတာပါ။စာဂရီနဲ့ဂါဗီမာရူတို့ဟာကျုံးမောက်ရောက်သွားကြပြီးလှပလွန်းတဲ့ပန်းနဲ့အများကြီးကိုမှအများကြီးရှိနေပါရဲ့။ဂါဗီမာရူကလက်ကျိုးဖြစ်နေလို့စာဂရီကပြတ်တက်ဖို့ပြောရင်ခေါင်းဖျက်ရနိုင်မယ်ပြောနေတော့တန်ကျိုးတက်ထားတဲ့တန်လုံးကြီးပြတ်ပေါက်တော့ခံရပြီးဂါဗီမာရူကခုန်ရှောင်လိုက်နိုင်ပါရဲ့။အဲ့ဒါကီဝင်ကပြစ်လိုက်တာဖြစ်ပြီးကီဝင်လေးချက်နေစဉ်အတွင်းမှာလက်နက်တွေကိုဆွဲလန်းထားတဲ့ point တယောက်လည်းဖြစ်ပါရဲ့။ဒန်နကိုဆွဲလန်းစိတ်ကရမ်းကြီးနေလို့အခုတော့စိတ်မမှန်ရှာပါဘူး။ခီရင်ကိုစောက်ကြည့်နေရတဲ့ခီရှိုကတော့လက်ကိုကျိုးမချီတာကိုပြန်ခါမှချီလိုက်ရင်ရတာပဲလို့ပြောလာပါရဲ့ ခေရကလက်နက်တစ်ခုပဲတခုစမ်းမဲ့ဆိုပြီးတန်လုံးကြီးတဲ့အောင်ကာဗီမာရူကိုထုတ်ဝင်မဲ့တန်လုံးကပဲခြေမှတ်သွားပါတယ်။စာကရီကတော့ကျိုးကိုမဖြစ်မနေချီခိုင်းတာကြောင့်ကာဗီကချီပြီးခီရင်ကိုအသာလေးတက်ခိုင်းနိုင်ခဲ့ပါတယ်။တစ်ချက်တည်းနဲ့ပညာလာဆန်းတဲ့ခီရင်ကတော်တော်လေးထိနာသွားဝင်မဲ့ပြန်လဲကုသနိုင်တဲ့အဆန်းကလည်းရှိနေတယ်။ဒါပေမဲ့ခီရင်မှာပါလာတဲ့လက်နက်အများကြီးနဲ့ပဲသူ့ကိုအကုန်ဆိုက်ပြီးပြန်တက်လိုက်နိုင်လို့ကိစ္စတစ်ခုကတော့အေးသွားပါပြီ။ခီချိုကတော့သူ့တာဝန်အရသူစောက်ကြည့်နေရတဲ့ခီရင်ကကြောက်သွားပြီဆိုတော့ဒါနဲ့ခေါင်းပြတ်ပြီးအိမ်ပြန်လာတော့မယ်။ တာမီဝါကတော့သူ့ရဲ့အစာမဆောက်ကြည့်သူကိုတတ်ပြီးဗိုက်စာလိုစားလိုက်ပါတယ်သူခန္ဓာကိုယ်ကစာမူရိုင်းရင်ဓာတ်အောင်မတိုးတာပါမကြခင်မှာအပြစ်သားတပွဲကျော်လောက်သေးမယ်တချို့စာမူတွေကမတန်ပါကြဘူးခါဝင်ဝါရူကလည်းအစာကြီးကိုဓာတ်နဲ့တိုက်ခတ်ပြီးအီဝါကကရူကဒီကျုံးပေါ်ရောက်လာရင်အကုန်လုံးပြာမှုဖြစ်သွားမှာသူရောက်မလာခင်မသေးသေးကိုရှာတွေးရမှာဖြစ်ပါတယ်သူတို့နှစ်ယောက်လုံးကစိတ်ထဲမှာတော့ကိုစီကိုစီမတက်ဖြတ်ချင်ကြပါဘူးအရင်ကဇနီးနဲ့သမီးကိုတတ်မဲ့ပြောခဲ့တဲ့သူတွေကိုပြစ်မှတ်မဟုတ်ပဲမုန်တီးစိတ်နဲ့လိုက်တက်မိခဲ့တာတွေကိုခါဘီမာရူကပြန်တွေးနေပါတယ် တချက်မှာတော့စာကူရီရဲ့ဓာတ်ကကျိုးစားလို့တရီနဲ့ဆက်ပြီးခုခံတရားရှာတယ်။ဗလာလူသားဆိုရတဲ့အတိုင်းကာရီမာရူကလက်နက်မရှိတော့တဲ့စာကူရီကိုတတ်ဖို့ပဲကြံပေမဲ့တုတ်ဆိုင်နေပြီးတယ်။ဒါကသူ့မိမယူရီရဲ့ပုံရိပ်ကသူ့ကိုဆွဲထားတယ်လို့မျိုးဖြစ်နေကြတာပါ။ဒီလောက်ထိအားနေနေမယ်ဆိုရင်ဇနီးကိုတွေးနိုင်တော့မှမဟုတ်ဘူး။စာကူရီကလည်းကာရီမာရူအနေနဲ့ပြည့်ပြည့်မီနေသားမယ်ဆိုရင်ကျွန်မအဲ့ဒါကိုတွေးသွားချင်တယ်လို့ပြောလာခဲ့တယ်။တာမီမာကသူ့လက်ကိုလူမျက်နှာပုံနဲ့လိပ်ပြာကကိုက်သွားလို့ပန်းအဖြစ်ပြောင်းမဲ့ virus လို့ထင်ခဲ့ပါရဲ့။ဒါနဲ့ကိုယ့်လက်ကိုရောလိပ်ပြာကိုရောဓာတ်ခုတ်ချက်တစ်ချက်တည်းနဲ့ဖြက်ပြစ်တက်ပြစ်လိုက်ပါရဲ့။ မိကြီးပဲပြုတ်ကျသွားတဲ့လက်ကချက်ချင်းပဲရှုံ့တော်ပြီးပန်းတွေပေါက်သွားတာပါထူးဆန်းတဲ့ကင်မီကောက်တွေနဲ့လိပ်ပြတွေပါထက်ရောက်လာကြပြီးအကောင်ကြီးတစ်ကောင်ကိုလည်းတွေ့လိုက်ရတယ်။ထိုင်ကိုကျုံးပေါ်ရောက်လာသူအကုန်လုံးကကြုံတွေ့နေရတာပါဒီမှာရပိုင်းတော့ပြီးဆုံးသွားပါတယ်။တာဘရီယာကသူ့ကိုမတန်ပါဘူးလို့ပြောတဲ့တတိယတယောက်ရဲ့ငကားဆောင်ရံပါတဲ့မိုးဝါကိုဖျက်ဆီးလိုက်တဲ့ပြင်တတိယရဲ့အကြအာရုံကိုပါဖျက်ဆီးအောင်လုပ်ခဲ့ရာကြောင့်တေးရချမှတ်ခံရရတယ်။ဒါပေမဲ့မတည်သေးရှာတွေ့ရင်တော့ဒီပြစ်ဒဏ်တွေကလည်းလွတ်ပြီပဲ ရှာမဒါရီဟာကိုမြတ်တာအပြင်စီးဖို့ဇက်တာလူခဏကိုခွဲစိတ်တဲ့အလုပ်တွေလည်းရှိကြတယ်။တာမီရာရဲ့စောင့်ကြည့်သူဖူချီကခွဲစိတ်သူဖြစ်ပြီးခွဲစိတ်ပစ္စည်းတွေကိုခန္ဓာကိုယ်မှာအသင့်ချိတ်ထားရပါ။အင်းဆက်ကြီးစား၄ဆောင်လုံးကိုဂါဘီမာရူကတက်ရောက်တဲ့ဖိုက်လိုက်ပြီးတဲ့နောက်ပြန်ဘက်တက်ရောက်ကဂါဘီမာရူနဲ့မိလာဖွဲ့ပါတယ်။သူရဲ့အစကလေးကစောင့်ကြည့်သူကဆန္ဒဖြစ်ပြီးထတ်တိုးလာတဲ့စောင့်ကြည့်သူကတော့ဂန်ဂျီပါ။ ကန်ဂျီစောက်ကြည့်နေတဲ့မာဂီရာကတော့ user ရာရဲ့ user ရာနဲ့မိပြီးအသက်ခံလိုက်ရပါပြီ။မကောင်းဆိုးဝါးတွေကိုပုံပေါ်ထားတာကဘာသာရေးနဲ့သက်ဆိုင်တဲ့ပုံသဏ္ဍာန်တွေများတယ်လို့ဆန်တာကသူ့ဆောက်တွေကရင်ပြောလာပါတယ်။အတွေ့အကြုံစာတွေတိဆောက်ပုံကတော့တက်ရှိရတဲ့အတူတူပဲ။ user ရာလည်းမသေးချင်တဲ့သူပဲ။ဒါကြောင့်ကာဂီမာရူကတရေအချက်လက်လိုအပ်တာကြောင့်သူနဲ့ပူပေါင်းမှုဆုံးဖြတ်လိုက်တယ်။ဆာမူရိုင်းတွေကတော့စောက်ကြည့်သူတက်တက်မော့လို့သူတို့လုံးနေတာတွေကိုဘာမှဝင်ဆုတ်ဖက်လို့မရပါဘူး။ချိုဘဲတို့ကလည်းမကောင်းဆိုးဝါးရင်လည်းရင်ဆိုင်တွေ့နေပါပြီ။သူ့အဖေကအမားလုခဲ့တာကြောင့်မျိုးနဲ့တစ်ခုလုံးကိုတက်ပြစ်ဖို့အမိတ်ချလာခဲ့တယ်။ အမေကတော့ယောဂနဲ့ပဲအရေးသေးသွားရပြီသူ့မှာညီလေးတစ်ယောက်ရှိပါတယ်မိမမေဖြစ်ပြီးညီကိုနဲ့တောင်းစားနေတဲ့အချိန်မှာတော်ဘုံသမားတွေကတိုက်ခိုက်တာကိုခံခဲ့ရတယ်ဒါနဲ့တော်ဘုံသမားရင်တော့ပါသွားပြီးညီကိုနဲ့တော်ဘုံသမားဖြစ်အောင်စူးစမ်းခဲ့ပြီးအောင်မြင်ခဲ့ရဆိုပါတော့ရဲမက်တွေလာဖက်ချိန်မှာညီဖြစ်တဲ့တုံမကိုပြေးခန့်လိုက်ပြီးတစ်ချိန်ကျပြန်လာခဲ့ဖို့ချိုးဘဲကမှာလိုက်ပါတယ်ပြီးတော့ချိုးဘဲကရဲမက်တွေစီမှာအဖမ်းခံလိုက်တယ်တုံမကဆာမူရိုင်းဖြစ်လာပြီးအထက်ကိုတောင်းဆိုမှုကြောင့်အခုတော့ချိုးဘဲရဲ့စောင့်ကြည့်သူဖြစ်နေပါတယ် ညီကိုနဲ့ရမကောင်းဆိုးဝါးတွေကိုအတူတူကတိုက်ခိုက်ကြတာပါဒီနေရာကဒုက္ခပုံမဟုတ်ပဲအပြစ်သားတွေရငရေမြန်းလာလို့တွေးနေပေမဲ့ချိုးပဲပြောင်းလဲလာတဲ့တမမွေးရင်လည်းဒီမကောင်းဆိုးဝါးတွေကိုသူကပဲဥဆောင်မြင်နိုင်ပြီးပြစ်လိုက်ပါတယ်ဒီနေရာကတော့အားနည်းသူတွေအတွက်တုတ်တေရှင်းလင်းခံရမှာပဲဒီမှာလည်းအပိုင်းလေးကပြီးဆုံးတော့ပါတယ်စာကီဝီကတတိပြန်လာခဲ့ပြီးအင်းဆက်နဲ့မကောင်းဆိုးဝါးတွေနဲ့ဝေးတယ်ကျုံးမော့ကတက်ကောင်းနေမှာပါပြီးမှလည်းကန်ကြီးလည်းရှိနေပါတယ်။လိပ်ပြရဲ့ခြေကုန်ထဲမှာရှိတဲ့အစိတ်ကိုထိမိပြီးစာကီရီကသတိလက်သွားတာ။ပြင်မမှာတော့ဂါဘီမာရုကညစာပြက်စင်နေတယ်။ ဆန်တာကပြေးသွားတဲ့ဝဲချုံနေပြီ။ဂျူဇရီဟာကတော့ကင်းဆောင်နေရပါ။ခါဗီမာရုကတော့မောလုံးနေရဖြစ်ပြီးမောအတွက်ကုတ်ချမ်းကိုကျွန်းပက်လက်မှာသွားရှာခဲ့တယ်။မတည်တဲ့အသီးဆိုတာကိုတော့မတွေ့ခဲ့ရပဲဒီကျွန်းပေါ်ကအပင်နေရတချိန်ကလူတွေဖြစ်နေခဲ့မယ်ဆိုတဲ့အတွေ့အကြုံဝင်လာကြောင်းပြောပါရတယ်။အစိမ့်မီအပင်ဖြစ်ပြောင်းသွားတာဆိုတော့ခါဗီမာရုရဲ့အတွေ့အကြုံဖြစ်နိုင်ခြင်းများနေရတော့အမှန်ပါပဲ။ဒီကနေ့ပြန်ထွက်လာနိုင်မဲ့လမ်းစားကမတွေ့သေးပေမဲ့ကာဗီမာရုကတော့အတွင်းကလေးစားမရှိပဲအသက်ရှင်နေတဲ့တက်ရှိတွေရှိနေမှာတော့အသက်ရှင်ခြင်းရန်တဲလွန်စားပဲဖြစ်လိမ့်မယ်။မသေးသေးကကျုံးပေါ်မှာရှိနေတာဖြစ်နိုင်ခြေရှိရလို့မြင်လာရပါပြီ ကျွန်းပလဲမှာလည်းဒီချိန်ထိကျွန်းကနေထွက်ခွာဖို့လုံခဲ့ပြီးမောင်မင်းကလည်းကြာရှုံးခဲ့တဲ့တင်မောအပြက်လှေပြက်တင်နဲ့တပင်ပုံစံပြောင်းစားပြုတ်ပြီးရုပ်ပြက်ဆင်ပြက်ဖြစ်နေတဲ့လူတချို့လည်းရှိနေကြတာပါအဲ့ဒီလူတွေတိုက်ခိုက်လို့နာဂူရိုင်းနဲ့သူ့ရဲ့စောင့်ကြည့်သူတန်စာတို့ကထွက်ပြေးခဲ့ရပါတယ်နာဂူရိုင်းကရွာကရဲ့သူတွေကိုမသိပဲရွာကိုခေါ်သွားခဲ့တယ်အဲ့ဒါကအစိုးရကိုစိုက်ချင်တဲ့သူတွေကိုနှိမ်နှင်းသူတွေဖြစ်နေရကြောင်းသူကလွဲလို့တရားလုံးအသက်ခံလိုက်ရပါတယ်နာဂူရိုင်းကိုကြတရင်နဲ့ပြီးမှကွက်မြတ်မယ်ဆိုပြီးခေါ်လာခဲ့တာပါအဲ့နောက်အသက်ရှင်ရမယ့်အခွင့်အလမ်းတွေနဲ့အထက်ကစားကိုတန်စာကယူလာခဲ့ပြီးအခုမသေးသေးလာရှာခဲ့တာပေါ့ ူမျိုးဆက်ရဲ့နောက်ဆုံးတော့သူလည်းဖြစ်နေပြန်တယ်။လမ်းမှာခန္ဓာကိုယ်မှာပန်းတွေပေါပြီးအသေးစိတ်ကဲမဲ့နေပြီဖြစ်တဲ့ကီရှိုကိုတွေ့လိုက်ရသေးတယ်။ဒါပေမဲ့မကောင်းဆိုးဝါးလက်တံတွေကပေါ်ထွက်လာပြီးကီရှိုကိုတဝက်တိတိပန်းဖြတ်လိုက်ပါတယ်။မကောင်းဆိုးဝါးတွေရန်ကားနေတန်ဆာကဒိုင်ငံကာဝယ်ပေးနေပြီးအသက်ရှင်ရှင်နဲ့စိတ်ဝယ်လာမှနာဂူရိုင်းကဝေမိတိုက်ခိုက်ပါတယ်။နှစ်ယောက်တီးလိုက်တော့မကောင်းဆိုးဝါးကကြွသွားပါပြီ။အစမောမင်းကလေးတွေအနေနဲ့မျိုးဆက်အတွက်ကလေးမွေးပေးဖို့တော်တော်များများကခံယူချက်ရှိကြပေမဲ့ဆာဂီရီကတော့သူ့ကိုဆာမွန်တိုင်းဖြစ်ပဲမြင်စေချင်ပါတယ်။ အဲ့ဒီချိန်မှာပဲရိုဂါရီတော့ကရောက်လာပြီးခဲလိုက်တာခန်ဂျီရဲ့ဘိုက်တချမ်းကတော့ပြတ်ထွက်သွားပါပြီဂျီမာရီရဲ့ဘိုက်ကပြီးဆုံးတော့ပါတယ်ကာယီမာရူကရိုဂါရီတော့ကိုတိုက်ခတ်မယ်ဆိုရင်လေဘင်းကိုပြစ်မှတ်ထားရမယ်လို့စကရီနဲ့နှစ်ယောက်တည်းချောင်းအောင်ပြောနေပါတယ်တိုက်ခိုက်နေရင်ရိုဂါရီတော့ကဘိုက်စာလို့អော်လိုက်တာအရန်ကျဲလို့နားရီအောင်ပိတ်ထားရပါတယ်တန်ကတကြွလုံးကိုညံသွားတာပါစကရီရဲ့ဓာတ်နဲ့တိုက်တာကိုတော့ရိုဂါရီတော့ကလက်နဲ့ပဲခံချလောက်အောင်ဒီလက်ကတတ်မာနေပါတယ်ဒါကြောင့်ဂါဘီမာရူကလည်းလေဘင်းကိုဥတီခိုင်းတာပါ ခြေကိုစာကူရီကဆွဲချပြီးလေဘင်းကိုဖျက်မလို့လောက်ဝင်ပဲခုံရှောင်းထွက်သွားရင်ထင်တဲ့လောက်ကမလွယ်ဘူးပဲဂါရီမာရူကဥဆောင်ပြီးနေကြတဲ့ထိုးချံမီလန်နဲ့ရိုဂါရူတာပက်လက်မှာရှိတဲ့တပ်ပိနေအကုန်လုံးကိုမီးပတ်ရှို့လိုက်ကြပါရဲ့မီးတောင်းတဲ့အငွေ့တွေကြောင့်တဖြည်းဖြည်းအောက်ဆီဂျင်လဲလာပြီးလဲကျသွားချိန်မှာစာကူရီကခေါင်းကိုဖျက်လိုက်ပါပြီမီးရှိရကိုအေယာမမကောင်းဆိုးဝါး9ခေါင်လောက်ကတ်လာကြပြီးဂါရီမာရူတို့ကလည်းအခြေအနေကိုစောင့်ကြည့်နေကြပါရဲ့ချိုဘဲတို့ညီကိုနေရောက်ကတော့တောအုပ်တနေရာမှာဆော်လေးနှစ်ယောက်လင်မန်းကြီးရိုက်နေတာကိုတွေ့တော့တော်တော်လေးကိုမှအံ့အားတင်သွားတာပါဒီမှာရဲ့အပိုင်း6ပဲပြီးဆုံးသွားပါရဲ့